မင်္ဂလာပါရှင်။ Bambis Live Audio ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Bambis Live Audio ပရိသတ်တွေအတွက်ဒီကနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့စာရေးဆရာမမဆန်းနိုင်ရင်ဝိတ္ထုတို့များတွေကဒါရော့တီဘူးလေးဆိုတဲ့ဝိတ္ထုတို့လေးပဲဖြစ်ပါတယ်။အစင်းလေးဖြစ်ပြီးဆိုရင်တော့စီစဉ်တင်ဆက်ပေးမယ့်အင်ဂျီနဲ့တူတူနားဆင်ကြရအောင်လားရှင်။အသက်40ကျော်ပြီဖြစ်တဲ့တိုင်ကန်ဓာရီကြီးကိုလေမှုန်ရင်မွေးတည်တဲ့မျက်လုံးတွေနဲ့မော့ကြည့်မိတာပေါ့။လင်းနာရီကထိုးကနေပြီးအဖေကြီးနဲ့တကွာ အမေသားတွေအမေသမီးတွေအသီးသီးပြန်လာကြဖို့လဲအချိန်နှီးပြီအမေဟာလင်းလက်ထဲမှာစီပတီးကိုလက်ကောက်ဝတ်မှာအသာပန်းလိုက်ရင်ထိုင်ရမှာထားရီထမီအိုးကိုအခုနေတဲထားမှာမိသားစုထမင်းဝိုင်းမှာလီမပူမအေးခန်းနေတဲ့ထမင်းကလေးကိုစားရမှာပေါ့အဖေကြီးကလည်းဟင်းကြီးမများပေမဲ့လေထမင်းကြတော့အတော်ကြီးများလေဆန်ကောင်ဆန်ညံရွေးပြီးတော့လေကြီးကြီးတာတော့မဟုတ်ဘူးဖို့ပေါ်မှာခြောက်ကစားပူလွန်းတဲ့ထမင်းကိုလည်းမစားတတ်ဘူး အေးဆက်နေတဲ့ထမင်းကျန်းကိုလည်းမစားတတ်ဘူးချက်ပြီးတော့တဖြည်းဖြည်းလေးအပူလျှောလာတဲ့ထမင်းနွေးနွေးကလေးကိုစားတတ်တော့လေအမေရဲ့အုံနောက်ကထမင်းချက်ချင်းချက်ချင်းနဲ့စားချင်းကိုလေအစီအမြဲချင်းရတွေ့ရစဉ်းစားနေရတာပေါ့ပြည့်သူဆိုင်ကလေးတော့ဘယ်တော်များမှကောက်ကြီးအမေကလေမစုံးနဲ့တန်မိုးရီကြီးကိုဆက်ရွနေရင် ကြားပြက်စဉ်းစားမိတာပေါ့ဒီတစ်ခါဆိုရင်တော့လေ အပြင်ကဆန်းကောင်းကောင်းလေးတင်းလောက်ဝဲပြီးတော့ရောစာမေးတင်းတရာကြော်လေးကြော်ပေါ့တခါတလေပဲဟာဘာဖြစ်သေးလဲအဖေကြီးကလက300တားကြီးကလေ940တမီးကြီးက350တားငယ်က200အစိတ်ကေနေနေဝင်ငွေလားဆိုပြီးဆက်ပြီးစဉ်းစားမိတော့လေတန်မုတ်တွေကိုဆက်ရဖို့လဲမေ့သွားတယ်တစ်ချိန်လုံးကတော့လေအမေတို့တော်တော်လေးစက်တေးခဲ့တာပေါ့အဖေကြီးရဲ့လေတူရီလာစာနဲ့ သားသမီးတွေအကုန်လုံးကိုစားစီးကျောင်းစီကိုထမ်းထားရတော့မနိုင်ဝင်ကိုလေထမ်းရတာလေဖြစ်တယ်။သမီးကြီးကဆန်းနဲ့အောင်တော့လင်းတက္ကသိုလ်ဆမ်းမတက်ဘဲနဲ့အလုံးဝင်လုံးခဲတာကြောင့်သာလင်းအဖေကြီးခင်ဗျာအသက်ရှူတာသွားခြင်းလေဖြစ်တယ်။အခုတော့လေသားနှစ်ယောက်လေပညာဆုံးပြီးအလုပ်ကိုစီးနေလင်းဝင်ငွေလေးတွေကလည်းအတီးတီးရှိလာပြီးဆိုတော့အမေဟာခါရင်ရင်းနေကြလင်းဘဲဥဆိုင်ရှိမှနေတိုင်းရက်စရာမလိုတော့ဘဲနဲ့လေး ကြက်သားဆိုင်စိတ်သားဆိုင်ရှိမှလဲလေတခါတရံလေးရင်နိုင်ပြီတခါတရံလေးရှိမီဘာရခဲ့တော့ကျမတော့ဘယ်လိုလုပ်ချင်လေကောင်းလာနေဝေလာခဲ့တယ်သမီးပြူလေးလိထိတ်ပင်စင်းရွက်လေးအုပ်ပြီးတော့လေစီရွှေရွှေငရုတ်သီးဆက်ဆက်နဲ့သုံးစားရအောင်လေဆိုပြီးတော့ခက်ကြဲကြဲလေးပြောနိုင်ပြီပေါ့စိတ်ကသာဟိုတွေးတီတွေးတွင်းနေပြီမဲ့လေစံကြရတော့လေမမားဘူး အချင်းပါနေရဲ့လက်ကလေးစံနှုတ်စီဘူးသုံးလုံးကိုလေးထမင်းအိုရဲထည့်အပြီးမှစံမုန်းကိုအလိုလိုပိပြီးဖြစ်နေတာပေါ့အမေကစပလုံးရွေးစကွဲပြားစံချင်းထမင်းအိုတေထမင်းရင်ငှက်ခဲ့တယ်လေနှစ်ကာလကလည်းရွှေရတုသပင်ပင်ကျင်းပါလို့ရနေပြီဆိုတော့ဒီလက်တွေကလည်းပြင်းလန်းကျင်ထားတဲ့မြင်းလိုအလိုလိုလှူရှားတက်နေပြီပေါ့မနေ့တုန်းကငပေစုတ်ကြံလာလေလေမြင်းခွာရဲ့ဟင်းကြိုလေးထက်ချက်လိုက်မယ်ဆိုရင်တော်ရော့ပေါ့ ငပိရီကိုတော့လေရေထထိုးပြီးတော့ကျူလာယုံမင်းတွူးစရာအတွက်ကတော့တခွားသေးလေးတစ်လုံးကြံသေးတယ်ထင်ပါရဲ့အမေကလေထမင်းဦးကိုဖူပေါ်တင်းပြီးတော့ဆက်ပြီးတော့တွင်းနေပြန်တာပေါ့တနေ့ကုန်တယောက်သေးနေရတဲ့သူ့အတွက်တော့လေအတွေးတွေကသာအကောင်းဆုံးအဖော်သူကအိမ်လဲမလဲတက်ဘူးစကိုလည်းဖက်လိဖထာမရှိဘူးတချင်လည်းမငြီးတန်းဆိုတော့ လုံးစရာရှိတာကိုလက်ကလုံးရေးတွေးစရာရှိတာတွေကိုလည်းစိတ်ကတွေးရင်းနဲ့တနေကုန်ရတတ်တာပေါ့ဒင်းချင်းတိကလည်းလေခုထီကိုပေါ်မလာသေးဘူးတရာကို၅ချက်၆ချက်ဈေးလောက်နဲ့ရမှ၃00ဝယ်ပြီးတော့စားစိမ်ထားလိုက်အောင်မင်းအမေအတွေ့ကတခွားသီးမှနေပြီးတော့ဒင်းချင်းသီးစီကိုခုံပြီးတော့ကူးသွားပြန်နေဒင်းချင်းသီးစားစင်ကတော့လေဟုတ်ပါရဲ့အိမ်သားကိုရေလောင်းလို့မနိုင်အောင်လေနန္ဒာကလည်းခက်လာတယ်ဟွန်း ငါတို့ကလည်းလေဘာလို့များနည်းနည်းစောစောအသီးကို မမမမောကြိတ်နေကြတယ်မသိပါဘူးဒုက္ခဒုက္ခအမေကထမင်းကိုတည်ထားစီမှာလေတံမုတ်တွေကိုဆက်ပြီးတော့ပတိစိတ်မဲဆိုပြီးစဉ်းစားပြီးမဲ့လေအတွေ့နောက်ကိုလေတကောက်ကောက်ပါနေရဲ့စိတ်ရဲ့အလင်းကြောင့်မေသွားပြင်းနေစကားလေးလေထည့်ထားတဲ့သွားသီးလေးကို ယူပြီးတော့အခွန်တင်ရေးစေးပြီးအစင်းသက်စားနိုင်ဖို့အပိုင်းလေးတွေလှိမ့်မယ်မြင့်ခွာရက်ကိုရေးစေးပြီးတော့ထမင်းကိုပက်ပွက်ဆူပြီးပေါ့ ရောင်းမနယ်လေးလှမ်းမွေတဲ့အခါမှာပေါကနေပေါက်လာတယ်လေတမိရဲ့ဇက်ကလက်ခုံကိုလာဆင်းတော့တွန့်ကနေလေဖြစ်သွားတာပေါ့အင်းဒီလောက်ကလေးလေးစင်တာတော့ပူလိုက်တာငရေပြီရောက်ပြီးတော့ငရေမိတွေအလောင်ခရရင်လေဘလောင်များပူလိုက်မလဲမသိဘူးတော့အမေကစဉ်းစားရင်လေပခုံးကိုအလိုလိုကြုံထားမိတာပေါ့ငရေပြီဆိုတာဘမှရှိတာလေ ြေကြီးတွေမှာလားအသေးချာမသိပေမဲ့လေလောကကြီးရဲ့တနေရာမှာလေတကယ်ပင်ရှိလိမ့်မယ်ဆိုပြီးတော့အမေအားယုံကြည်တာပေါ့မိမိပြုတဲ့ကောင်းမှုအတွက်ရော မကောင်းမှုအတွက်ရော ကောင်းကျိုးဆိုးကျိုးဆိုတာလားလေလေရှိလဲရှိသေးနေဒါအပြင်ကို ရှိလဲရှိရမှာပေါ့တနေ့တုန်းကတော့လေစသားသေးကအလေးခိုးလိုက်တုန်းကသူတို့မို့လို့လေငရင်မကြောက်ဘာမကြောက်တကြက်တပြားအတွက်နဲ့လေလှုပ်ရိပ်လိုက်တာဆိုပြီးတော့အိမ်မှာမကြည်မနဲ့ပြန်ပြောမိရောလေ တားငယ်ကနှစ်နောက်ပြောင်းပြောနေကြသူ့ရဲ့ဝါသနာအတိုင်းအမေကလေသူတို့ကငရေပေကြောက်တော့မလဲစီပူအိုးထဲမှာစီမမရှိတော့တာဈေးကြီးလို့မဝင်နိုင်ဘူးတဲ့ဆိုပြီးတော့ရည်စရာပြောတာကိုလည်းသတိရမိတယ်။တမီးကြီးကသူ့မောင်ရဲ့ထေကိုလင်းလှန်ခေါက်ပြီးတော့အမေစီမရှိလေရင်းနေပြုတ်လို့ရတာပဲနော်ဆိုပြီးတော့လေဒီလိုပြောတော့တားငယ်ကရင်းနေပြုတ်လိုက်ကြပြီဆိုပြီးတဟဟရင်းရင်နေရာမှာထပြေးသွားတယ် ဘာပဲဖြစ်ဖြစ်ဒိုးများကတော့လေငရေကိုတိတ်ကြောက်တာပဲစီပူနဲ့အကြော်မခံရလဲလေမကောင်းတာလုပ်တဲ့သူဟာမကောင်းတာပြင်ဖြစ်တတ်တာပဲစေတနာအကျိုးပေးတယ်ဆိုရလေနောင်ဘဝအထိစောင့်တာမဟုတ်ဘူးတခါတလေလက်ငင်းကိုအကျိုးပေးတတ်တာအမေကသမီးငှဲ့ရင်းနဲ့ဆက်ပြီးတော့လဲစဉ်းစားတယ်ဒီနေ့ငဖယ်ဆုပ်တယ်ကြတော့လေတရားလူနေတစေသား၆ချက်ဆိုတာနေရစီလားဒီလောက်ဈေးကြီးဆိုပြီးတော့လေရောင်းနေမှာတော့မမှန်ကန်ကန်ရောင်းမော့ ဗဇက်ကတော့အော်နေလိုက်တာများလင်ငပယ်အစစ်ကိုစားအစစ်ကိုစားတဲ့နောက်ပြီးတော့ငပုတ်တင်ရောထားတယ်အဲ့ဒါကတော့လေတကယ့်ကိုမတရားလို့ပါနော်အမေကတွေးရေးလေဒေါသဖြစ်လာတယ်တစေသား6ချက်ဆိုတော့နင်းနေတော့စီမဟုတ်ဘူးတအိမ်သားလုံးလေညမနဲ့စားဖို့ဆိုတော့အစိတ်သားဝယ်ရတယ်အစိတ်သားဆိုတော့15ချက်ဒီ15ချက်ဖို့ကိုလေမနဲ့စားညစာလောလောငန်းကစားနိုင်ဖို့ ကျမင်းမှုလေးမှုလေးလှလပပထိနိုင်ဖို့အတွက်လက်သေးကိုတော့အလုံးလေးတွေလုံးရတယ်မျက်စိကိုလေးလှဲ့စားပြီးတော့ဟင်းမြတယ်ထင်ရင်လေးပြုလို့ရလဲဖြစ်တယ်အမေဟာစိပညာကိုမတင်ခဲ့ရပါမယ်လေ။ဘဝကတင်းပြီးတော့ဒီလောက်တော့အလိုလိုတက်တာပေါ့။ဒီလိုတူရီရှားရီလေးဝယ်ရတဲ့ငဖေဟာမပုတ်တင်ရောလေးပြီးဆိုတော့ဘလို့ထောင်းထောင်းလေးတန်းပြီးကားတောက်တောက်နဲ့မို့လွတ်ပြေးလောက်အောင်လဲလေးမချမ်းသာဘူး။စာရပြန်တော့လေဒေါသဖြစ်နေလေးအကူတို့များလာတယ်။ ငပိတ်တကောင်ကို30 40ဈေးလောက်လီဝယ်နေရတဲ့အချိန်မှာငပုတ်တင်ကခွနဲ့ချက်ရှိချက်လောက်နဲ့ရတတင်းဒီတော့လေလေဈေးကြီးမှာဈေးနဲ့မှာကိုရောထဲတလောက်အမျက်များနေတာပေါ့သူလဲလေလောဘသားပြီမို့ရောချင်လှပြီလိမ့်မယ်ဆိုပြီးတော့ဂိယုနာရှူတော်ကကြည့်ပြီးတော့လေတရားနှလုံးသွင်းပြီးတော့ခွင့်လွှတ်ခြင်းလောကလဲလေဘာမှမလုပ်တတ်ဘူးအာသူခန်းဆန်းဆိုရဲလေနိယာမကကြက်ခွေကလေးကစပေါ်လာခဲ့တာဖြစ်တာကြောင့်လေကဘာပြည့်တဲ့ဒီဆက်လက်တရှိသွားမှလဲဖြစ်တယ် တကယ်ကလေငါအဲ့လိုခဲရတာပဲငဖေနဲ့ငပုတ်တင်ကို ခွဲပြီးမှမသိတာမသိတာမှလေတကယ်ကိုမသိတာပေါ့ငဖေချင်းနဲ့လေငပုတ်တင်ချစ်ကိုမထောင်းခင်မထုခင်မကြော်ခင်မလော်ခင်အမေကဘလို့မှ ခွဲချပြီးကိုမသိဘူးမသိတာမှလေတကယ်ကိုမသိချင်းပေါ့ငဖေချင်းနဲ့ငပုတ်တင်ချစ်ကိုလေမထောင်းခင်မထုခင်မကြော်ခင်မလော်ခင်လေအမေကဘလို့မှ ခွဲချပြီးကိုမသိဘူး တခါခံရုံနဲ့လည်းမမှတ်ဘူးဈေးတွေကငပယ်ရိုးတွေလေးရှိမှပုံထားပြီးတော့ငပယ်အစ်စ်တွေတော့ဆိုပြီးတော့အော်ပြန်နေလေယုံမိတာကလည်းဖြစ်တယ်မနေ့ပြန်ကကြားပါလိငပယ်လည်းမစစ်ဘူးလို့ပြောလိုက်အောင်မေဒီရော်လေးလေသူကတပြက်စီးပြီးတော့တောင်းတင်မောင်းတင်နဲ့မမလည်းပြန်ယူလာခဲ့ဆိုမှအခက် စစ်စစ်မစစ်စစ်လေးစားလို့ကတော့ကုန်ပြီအမေကထမင်းအိုးကိုလေတစ်ချက်တစ်ချက်ဆောင်းပြီးတော့မိဖို့ဘော်ကိုပြန်တင်နေတယ် ်တမုတ်ဒီပတိပတ်ကိုလေဆက်စိတ်ဖို့အတွက်လေစိတ်ကူးမိစင်မှာအမေရေတကားဖွေမှာအုံးဆိုတဲ့အတန်ကိုလေကြားရတာပေါ့အမေကလက်သေးရောက်နေတဲ့ပတိကိုလေလကောက်ဝေးမှာပြန်ပတ်တယ်ရုံအနီးဆုံးမို့အရင်ဆုံးရောက်လေးရှိတဲ့တားငရပြန်လာပြီးတနေကင်းလုံးတိတ်ဆိတ်ငြိမ့်တက်နေတယ်လေအမေရဲ့အင်္ဂလိပ်ကစူညံစူပြေလာတော့မှာပေါ့မင်းငဖေကလည်းကွာ30ရာခိုင်နှုန်းလောက်ပဲစစ်တယ်ထင်ပါရဲ့ကွာ။အိုဗျာ 50ရာခိုင်နှုန်းလောက်တော့ဆက်ပါတယ်အဖေရဲ့ဈေးနဲ့လို့လေအတူရောတယ်ဆိုရင်ထားပါတော့ဒီလောက်တောင်ဈေးကြီးကြီးနဲ့ရောင်းမိလေတစ်ခါထက်အတူရောထားတယ်ဆိုတာကတော့တရားလွန်တာပေါ့အမျက်ကိုလေနှစ်ခါယူတာအိုးအမကလေဘေးကမှလေအလေးကရောမှန်တယ်ပြောနိုင်လို့လားအလေးခုပြန်တော့လေသုံးကမြက်ပြန်ရောညနေထမင်းဝိုင်းကြတော့လေအမင်းငဖေကဇက်လိုက်ဖြစ်နေတယ်အဖေကြီးနဲ့တကွာတားရီသမီးတွေတယောက်တစ်ပေါက်ပြောနေတာကိုနားထောင်ရင် အမေကငဖေသေးကိုလေအခါခါမြေတောင်ပို့တင်မိတာပေါ့အဲ့ဒါမတရားလောပါကွာမင်းငဖေသေးတော့လေချမ်းသာလာရောပေါ့အမေကြီးရေရွှေလက်ကောက်တွေစင်ပြီးတော့လေမဝစ်ထားဘူးလားဟင်ဟွန်းအွန်းခလေးကိုရင်ခွေနဲ့ပိုင်းပြီးတော့နှုတ်တိုင်ရင်လေဒူးထောင်ပေါင်းကားနဲ့ငဖေချစ်နေရတာနွမ်းလို့နေလို့ရှိရင်အမေကလေငါတင်ပါလေးရဲ့လေနွမ်းနယ်ပန်းလျားတဲ့တံတန်းကိုပြန်ပြီးတော့စဉ်းစားပြီးတယ်အဲ့ဒါစိစနာအကျိုးပေးတာပေါ့ သူများကိုလေအကောင်းမရောက်တော့သူရောချမ်းသာလို့လားဆိုပြီးတော့ဆက်ပြီးလဲတွေးတယ်။သူလဲလေလဖိရေဘိုးရှာတာပေါ့အမေရ။ကျွန်တော်တို့ရုံမှာလုပ်တဲ့သူတချို့ကြတော့လေရုံကိစ္စနဲ့ပတ်သက်ရာပတ်သက်ကြောင်းကိစ္စလေးတွေဆောင်ရွက်ပေးတော့လေပတ်သက်တဲ့သူတွေစီကလဖိရေဘိုးလေးပါလေရတယ်မဟုတ်လား။တာကြီးကခက်ပြုံပြုံပြောတယ်။အမေတို့မိသားစုမှာလေတာကြီးကဆာအဖက်ဆုံးပေါ့။နောက်ပြီးတော့အေးအေးဆုံးအညီသက်ဆုံးလည်းဖြစ်တယ်။ပြဿနာတစုံတစ်ခုဖြစ်လာရင်လေ အဖေကဒေါသဖြစ်ပြီးတော့အမေနဲ့သမီးကတပြေးတတောင်ပြောတတ်တယ်။တောင်းငယ်ကတော့ရီမောပြစ်တတ်တာပေါ့။ตาကြီးကတော့လေစင်စင်ဆာဆာလှုပ်ကြပါဗျာ။အရင်မဆုပ်ပြက်ပါနဲ့ဆိုပြီးတော့ပြောလေရှိတယ်။อืมဦးစင်စာကြီးကတော့လေစင်စာပြီးရင်စင်စာရင်နဲ့ရီစာထားဖို့တော့အခါခါစဉ်းစားနေပုံပဲ။ဒီလိုပုံနေတော့လေအသက်40ကျော်ရင်တော့မိမရမှာမဟုတ်ဘူးနော်။ตาငယ်ကလေသူ့ကိုကြီးကိုထောမနာပြုလေရှိတယ်။ အမေကထမင်းကိုလေတိတ်ဆိတ်ညီသက်စွာစားရင်တာကြီးစဉ်းစားတာလည်းမမဘူးအခုတော့ငါတို့မိသားစုလေးလေဒစုတစည်းတဲ့မို့တတ်တိုင်ဝင်ဝင်နေမို့ပြည်စုံလုံးလောက်တယ်ဆိုပါတော့သူတို့တွေလေအိမ်ထောင်ပြူသွားရင်တယောက်စီရဲ့ဝင်ငွေဟာလေအိမ်ထောင်တစ်ခုစီရဲ့ဝင်ငွေဖြစ်တော့မှသားရီသမီးတွေလေတို့လိုတလဲမွေးလာရင်ဘလို့လုပ်ပြီးတော့လလောင်ငငရှိတော့မှလေဆိုပြီးတော့တွေးမိပြီးတော့ရင်ပူတာပေါ့။တာကြီးကလည်းလေသူတို့ငယ်စဉ်ကလေဆိုပြီးတော့ ဒါကြောင့်အသက်သာ30နီးလာပြီမဲ့လေချီရေးကြရေးလေအိမ်တော်ကြီးမှာတုံနေတုံနေလှုပ်ပြီးတော့ခြေတုံကြတော့စဉ်းစားပြီးရင်စဉ်းစားရင်းနဲ့လေသူများလက်ကိုသာတူပြီးတူပါကုန်တက်တာပေါ့ဒူရရလေလေဈေးကောင်းလိုက်တာတထောင်ကို ကောက်ဈေးလေ85ကျက်တိအဖေကြီးရဲ့အတွေ့ကတော့လေလက်ဖေးဘိုးကနေပြီးတော့ secret ဘိုးစီကိုရောက်သွားပြန်နေအမေအဖေကဒူရအတောင်းလိုက်လေဝဲတောင်းမလို့လားဟာဟာ ထီပေါအောင်ဆောက်လိုက်ဦးမယ်သားရေအဖေကြီးကလေတခြားအပြော်ပါဘာမှမရှိပေမဲ့လေဆဲလိတော်ကြိုက်တယ်ပထမတလိပ်ပြား30နောက်ပြီးတော့တစ်ချက်လေသုံးလိပ်ဆိုတော့ကလေတခါတည်းရန်ဝဲပြီးတော့တောက်တက်တယ်အခုတော့တလိပ်ကိုငားမှုပြား60ဖြစ်နေပြီလို့လေပြောတာပေါ့အဖေကြီးမတက်တိုင်းတော့လေသားကြီးကလေပကိုးကိုအလုတ်ကိစ္စနဲ့သွားလိုက်လေအပြန်မှာအစည်းလိုက်ဝင်လာတက်တဲ့ပူစီဆက်လေးကိုသားနဲ့အတူတူရဟောပြီးတော့ခေရရတာပေါ့ ဒီနေ့လေမင်းတို့အမေမှားလိုက်လို့လေဆက်ပြသွားဝယ်တာဟေးရှီဝါတပိုင်းလေဆက်နှစ်ချက်ဆိုလို့အင်ဂျီကိုဆက်ပြမတိုက်ပဲရင်းနေပဲလျှော်တော့မယ်လို့ပြောပြီးတော့ပြန်လာခဲ့တယ်ဒူးရကလေအဲ့ဒီကိုစိုးဆိုင်မှာသူများလာတွေ့နာဘသူလာတွေ့နာလဲတော့လေငါ့ကိုမမေးနဲ့အဖေကြီးကလည်းလေစိတ်တူလာဟန်နဲ့ခပ်ပြပြပြောသွားတော့တာဗောအမေတို့လေထမင်းဝိုင်းလေးဟာအတွေးကိုစီနေမို့ခိတမြညင်သွားတယ် အမေကပကံထဲမှာကုန်နေပြီဖြစ်တဲ့ငပိရီသေးကိုလေထပ်ပြေးရင်ငရုတ်သီးမုတ်ပလင်းကို အကုန်သူမောက်ချလိုက်တော့တာပေါ့ပလင်းဖေမှာကန့်နေတယ်လေငရုတ်သီးမုတ်အကန့်တက်ကလေးတွေကလေငပိရီပကံထဲကို မစင်းချင်စင်းချင်နဲ့ခုန်ဆင်းလာတယ်မြင်းခွာရဲ့ဟင်းကြိုကိုလည်းလေပကံထဲသူမောက်ဖြစ်လာရင်စီကရက်တစ်ထောင်လင်း60မြတ်တော့ရောကျက်တပိတ်တာဝတ်တပိတ်တာဝယ်လိုက်ရင်ကုန်ရောပေါ့မမင်းတို့ပစွန်ကြတော့လေစားကြည့်ရင်တော့လေတပိတ်သားတော့မရဘူး 50သားစီပဲရမှာဆိုပြီးစဉ်းစားမိတော့လေပြုံးချင်ချင်းဖြစ်သွားတယ်။သမရယုံမှာတပတ်ခါလေကားတည်လဲမယ်ဗျ။အမေအတွေးကလေငမင်းပိုက်သားစီရောက်နေပြီမယ်လေတားငယ်ရဲ့အတွေးကတော့ရုပ်ရှင်ရုံကိုရောက်သွားတယ်ဒီနေ့လေကျူတီလက်မှတ်သွားလို့တာကျွန်တော်ရှိမှလေနင်းနေလူတန်းကြီးမဟုတ်ဘူးဗျာကြည့်မဲ့သူတွေလားဟင်းအင်းပြန်ရောက်မဲ့သူတွေနေပါဦးမင်းကရောကျူတီလက်မှတ်ဘာလို့ပို့သွားဝယ်တာလေကြည့်ဖို့ပေါ့အကိုရဘသူနဲ့လဲ သားကြီးကမေးတော့လေသားငယ်ကအမေကိုခိုးကြည့်ပြီးတော့မလုံမလဲပြုံးနေအမေကခွလူပြုံးပြုံးနေလိုက်တာပေါ့သားငယ်ရဲ့အသက်ကလေအခုလာမယ်ဩဂုလဆိုရင်23နှစ်ပြည့်ပြီအမေကငယ်သေးတွေထင်မိမယ်လေအခြားသူတွေကတော့လေလူလားမြောက်ပြီလို့သတ်မှတ်ထားပြီပေါ့ချစ်သူကြီးစားထားတော့ကိုလေအပြစ်တင်စူပူနေလို့လည်းရမှာမဟုတ်အထိတ်တန်တော့လေအဝေးကိုပြန်ကြမှာလေတဘာဝမို့အဖေတို့အမေတို့ကခွလူဖို့တာရှိတာပေါ့ တားငယ်ကတော့လေအကိုနဲ့အမလိုရှိရှိဝေဝေစဉ်းစားတတ်သူတော့မဟုတ်ဘူးလှတာမြင်ကြိုက်ချင်သဘာဝမို့လေကြိုက်လိုက်ကြွက်လိုက်နေအခုလက်ရှိအသက်ထိလေချစ်သူသုံးဦးလေးဦးတော့ရှိပြီးပြီထင်းနေလက်မဲ့ရောရရည်လားဘယ်ရောက်မှလဲဗျာဒီလိုဆိုတော့လေမင်းရုံးချိန်ကြီးလစ်ထွက်ရတော့မောတာပေါ့ကွာอืมမောတာပေါ့ဗျဒါပေမဲ့လေဝိတုလေးတပုတ်တော့စိတ်ကူးရလာတယ်ဘာတွေတော့ တားငယ်ကစာပေဝန္ဒနာပါရီအကိုကြီးလောက်ဆောင်မဖက်ပေမဲ့လေစာတိုပေစာကဗျာတိုကဗျာစာလေးကိုလေရေးတက်တာပေါ့သူ့ရဲ့ကဗျာလေးစာလေးတွေကိုဖတ်ပြီးသူ့ကိုကြီးကလေမိဟာကအတွေ့နဲ့နဲ့နှုတ်သေးတယ်ဆိုပြီးတော့ဝေဖန်လေရင်းချိန်တန်တော့ရင်မာပေါ့ဗျာကျွန်တော်ကလေအခုလို့အဖိုးကြီးမှမဟုတ်တာ ဆိုပြီးတော့နှုတ်လန်ထိုးတက်သေးတာပေါ့ကျွန်တော်ရှိကလေမှောင်ခိုးပြီးတော့ကျွန်တော်ဆိုပြီးတော့လေမကောင်းလားအမလီ အဲ့ဒီဝတ္ထုကြီးကိုတော့လေလက်ညောင်းခံပြီးရင်းမနေပါနဲ့တော့ဟေးစိတ်ကူးဘွားကလေးကလေအမိုက်ပုံနဲ့သာကြွကြွတင်းဖြစ်ထဲလိုက်သမီးကြီးကရီရီမောမောနဲ့လေအာပီစကားဆိုတော့တောင်းငရင်မျက်နှာလေးရှုံသွားတာပေါ့အမဖြစ်သူကိုလေမကြင်မနဲ့နဲ့ကြည့်တယ်အမကလေတကယ်ကြည့်ချင်တဲ့လူကတနည်းအားစာကို၃လေးချက်အမြက်ပေးရမှာဗျတရားသလားရှင်အဖေကြီးရဲ့တပြင်းချတဲ့ကိုကြားရတယ်အမေကလည်းရောရောင်းပြီးတော့တပြင်းရှိုက်တာပေါ့ ထမင်းပကံလေးမှလေနောက်ဆုံးကျန်းနေတဲ့ထမင်းလုံးတစ်လုံးစာကိုလေငပိရီထက်ဆန်းပြီးတော့တခွားသီးစိတ်ကလေးမြုပ်လိုက်တယ်လူတွေကလည်းလေပြစ်စည်းလိုက်ကြတာဟေးနောက်ဆုံးထမင်းလုံးကြမှာကန်ဆိုးတယ်ငပိရီကအငန်ကေးရတဲ့အထင်တခွားသီးကလည်းလေထိပ်ပိုင်းကျသွားလို့လားမသိဘူးခါလာတာပေါ့ပစက်သေးရောက်ပြီးတော့လေထွေးမထုတ်ကျင်တဲ့အတွက်လေချိန်မေဝါပြီးတော့မျိုးချလိုက်တယ်သူတို့အပြစ်ကြီးပဲလေမဟုတ်သေးဘူးအမေရဲ့ကျူတင်တဲ့ဆောင်ကိုလေ၄ယောက်စား တယောက်စာကိုနှစ်ချက်သုံးချက်အမြင်ရတယ်ဆိုတော့တမန်တော်ခင်းလာစီုံနဲ့တစ်ဆယ်ဝန်းကျင်မှာအမြင်ရတာကိုဒါပေမဲ့လည်းဗျာနေစားလုပ်တယ်ဆိုတာတမအာစီဝါအကိုရသူတို့ကတော့လေအဲ့ဒီလိုစဉ်းစားမှမဟုတ်ဘူးငါညီဒါကြောင့်ပျက်စီးတယ်ပြောတာပေါ့အေးလေဒါပေမဲ့အเจ้าနဲ့အကျိုးဆိုတာအပြန်အလှန်ဆက်နွယ်မှုရှိတယ်ပါဇက်ကလေငရခားရတဲ့အထိဥစင်သားကြီးကရှိနေအလိုက်ကောင်းနေတော့အမေကတော့လေအတော်လေးစိတ်တိုးလာတယ်။ကဲကိုရောကြီး ငဖဲချစ်သေးလေငပုတ်တင်ရောတာကိုရောလေကျုပ်ကငါးတယ်ကိုလေအပြစ်မတင်လို့ဘသူကိုအပြစ်တင်ရမလဲမိန်တော်မူပါဦးရှင်ဘလို့အကြောင်းကြောင့်လေဘလို့အကျိုးလေအမေရှိပါအောင်အမေကခန့်ခန့်ခေါ်ပြောတော့တားငယ်ကတဟာဟာထိုက်ရတာပေါ့တားကြီးကတော့လေအမေရဲ့မျက်နှာကိုခန့်ငယ်ငယ်ကြည့်နေပြီးမှ သူ့ကောင်းကိုသူကုပ်ပြီးတော့မိရင်ချင်းရည်ချင်းနဲ့ရည်တယ်နောက်ပြီးတော့တက်ပြင်းကိုမတိမတာရှိုက်တာပေါ့ဒါတော့တီးဘူးလေဆိုပြီးတော့ ခတ်တူတူခွှျော့ျော့ပြောတယ်။အစောဒီနာတော်တာဆင်းမိခဲ့ကြတဲ့ဘာမစ်လိုက်ပြီးပြိတ္တများအလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဘာမစ်လိုက်ပြီးဝိုင်းတော်သားများအလုံးကဆုတောင်းပေးလိုက်ပါတယ်။ဒီစီနေတိုင်းစာအကောင်လေးတွေကိုဖတ်ပြပေးသားမှာမလို့ Bamis Live Audio Channel လေးကို Subscribe လုပ်ထားပြီးကြပါဦးနော်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်